မင်္ဂလာပါမင်းကဆန္ဒပြတဲ့နေရာကိုဖြတ်သွားမိတဲ့မြန်မာခုနူဖန်းခါရတဲ့နောက်ဆုံးရသတင်းနဲ့ထိုင်းကမ်ဘောဒီးယားရဲ့နောက်ဆုံးရသတင်းများကိုတင်ပြပေးပါမယ်မင်းတို့ကစနေနေ့ဇွန်လ28ရက်နေ့မှာ ထိုင်းအနုစဝရီထိုင်းစမော်လဖူမှာ ထိုင်းပြည်သူများကထိုင်းဝန်ကြီးချုပ်ဖေတောင်တိုင်းယာတို့ကနေနှုတ်ထွက်ပြီးဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်အဲဒီဆန္ဒပြတဲ့နေရာကိုအလုတ်ကနေပြန်လာတဲ့မြန်မာလုပ်သားခုနှစ်ဦးနဲ့ကမ်ဘောဒီးယားနိုင်ငံသားတဦးဟာ ပိကကာနောက်မှာစီးလာပြီးတော့အဲ့ဒီနေရာကိုဖျက်လာတဲ့ချိန်မှာစစ်စည်ရဲတွေကမတင်ကားလို့စစ်စစ်ကြည့်ရမှာသူတို့တွေကမြန်မာလူသားတွေဖြစ်ကြတယ်အမျိုးသားတွေဖြစ်နေတဲ့အတွက်မတင်ကားလို့ဆိုပြီးဒင်းနေရဲစခန်းကထပ်မံစစ်စစ်ဖို့ရဲစခန်းကိုခေါ်သွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီဂိတ်ကိုဖျက်လာပြီးစစ်စစ်မြင်းမြန်းချိန်မှာမြန်မာလူသားတူတွေကသူတို့တွေဟာလက်ဖော်လာမှာပြည်စည်းတွေသွားချရင်ဒီလမ်းကနေပြန်လာခဲ့တယ်လို့ဖြေခဲ့ပေမဲ့ဒင်းနေရဲစခန်းကမယုံကြည်တဲ့အတွက်သူတို့တွေကိုရဲစခန်းကိုခေါ်သွားခဲ့တယ်လို့သိရပါတယ် ဒီနေ့ရဲစခန်းရဲ့ဖန်တီစင်ခံရတဲ့မြန်မာလုပ်သားခွန်ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသားတူဟာသူတို့တွေကို၄နိုင်ရဲ့အကြာဆစ်ဆဲပြီးတဲ့နောက်မှာည၈နိုင်ဝန်းကျင်မှာပြန်လွတ်ပေးခဲ့တယ်လို့ဒီနေ့တာဝန်ရှိသူတွေကပြောပါတယ်မြန်မာလုပ်သားခွန်ဦးနဲ့ကမ္ဘောဒီးယားလုပ်သားတူဟာထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ပြီးအလုပ်လုပ်ကံကွက်လက်မှတ်ရှိတဲ့လူတွေလည်းဖြစ်တဲ့ထိုင်းကိုလည်းတရားဝင်ဝင်လာတဲ့လူတွေလည်းဖြစ်တဲ့နိုင်ငံကြီးနဲ့ပတ်သက်တဲ့အချက်လက်တွေမတွေ့ရတဲ့အတွက်သူတို့ကိုပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။နောက်ပြီးတော့ထိုင်းလောက်ကအနေနဲ့ကလည်း မြန်မာလုတ်တော်ခွန်ဦးနဲ့ကမ္ဘောဒီးယားလုတ်တော်တူဦးရဲ့ထိုင်းမှာနေထိုင်တဲ့အချက်လက်ကိုစစ်ဆေးတဲ့နေရာမှာဒုလူတွေဟာထိုင်းမှာတရားဝင်နေထိုင်လုတ်ကန်ပြီးတက်တေကန်အထောက်အထားအပြည့်စုံနဲ့လုတ်ကန်နေတဲ့အတွက်ရဲတွေကပြန်လုတ်ပေးလိုက်တယ်လို့ညစစ်နိုင်ချိန်လောက်မှာတင်းတဲ့ရေစကန်ပြောရဲဆိုခွင့်ရှိသူကတင်းထောက်တွေကိုပြောပါတယ်။မနေ့တော့ပြုတ်လို့တဲ့ဆန္ဒပြပွဲဟာမနေ့9နာရီကနေစပြီးတော့ည9နာရီအထိဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်။မနေ့ချိန်မှာရောက်လာတဲ့ဆန္ဒပြတဲ့သူတွေကအရင်အတွက်နည်းပေမဲ့ည6နာရီနောက်ပိုင်းမှာတော့ဆန္ဒပြတဲ့နေရာကို ဇာနာပြတဲ့ကြောက်တိုင်ရှိတဲ့နေရာကိုလူတထောင်ဝန်းကျင်လောက်လာရောက်ဇာနာပြခဲ့ကြတယ်လို့လည်းဇာနာပြတဲ့နေရာကိုလုံခြုံရေးပေးနေတဲ့တာဝန်ရှိသူတွေကပြောပါတယ်ဒီနေ့ထိုင်းကမ္ဘောဒီးယားနောက်ဆုံးရတဲ့ဒီနေ့ကတော့စာကြောက်ခရံကိတ်အချို့ကကမ္ဘောဒီးယားနဲ့ထိုင်းကဒီနေ့ပြန်ဖွင့်ပေးဖို့အစီအစဉ်ရှိနေတယ်လို့လည်းသိရပါတယ်မနေ့ကဇာနာပြတဲ့ခေါင်းဆောင်တွေကထိုင်းမှာအာနာသိမ့်ဖို့ခွန်အားပေးနေတာပဲရှိနေတဲ့အတွက်အာနာသိမ့်ဖို့သွန်အားပေးနေတာဟာသူတို့အနေနဲ့ရှုတ်ချကြောင်း ထိုင်းမှာအာဏာသိမ်းတာကိုလုံးဝလက်မခံကြောင်းစသည်များအထိုက်ကံပါတီရဲ့လူမှုကွန်ရက်မှာဝေဖန်ရှုတ်ချထားပါတယ်။မနေ့ကဇာနပြတဲ့နေရာမှာယခုခုနိုင်ငံရေးဟာမတည်မငြိမ်ဖြစ်နေတဲ့အတွက်စစ်တပ်အနေနဲ့အာဏာသိမ်းတဲ့ကြောင်းပြောဆိုလာတဲ့ခေါင်းဆောင်တဦးရဲ့ပြောဆိုမှုကိုထိုင်းအထိုက်ကံပါတီကအာဏာသိမ်းတာကိုလုံးဝစန့်ကျင်ကြောင်းတို့တို့ရဲ့လူမှုကွန်ရက်ပေါ်မှာဝေဖန်ရှုတ်ချပြောဆိုခဲ့ပါတယ်။